stress ချရပေးနိုင်မယ်နည်းလမ်းနှစ်ခုအားလုံးသိကြတဲ့အတိုင်းပဲ stress ဆိုတာဒီကျွန်တော်ရဲ့ physical mental emotional stress တွေဒီကျွန်တော်ရဲ့ကျန်းမာရေးပေါ်မှာစိုးကျိုးတွေတက်ရောက်စေတယ်ဒါအားလုံးသိတာဒါပေမဲ့အဲ့ဒီ stress တွေကိုတကယ်ကြုံရတဲ့အချိန်ကျလူတွေကဘာလုပ်လဲဆိုကိုရီးယားကားတွေကတော့အစားတွေဆွတ်စားပြတာမျိုးတခြင်းတွေအော်ဆုံးနေတာမျိုးလုပ်ခြင်းကတတ်တာသွားမယ်လို့ထင်တာရေရှည်မှာပူဆူးသွားစေတခြား effort တွေတွဲလာစေဒီ coping mechanism မှန်ဖို့လိုအပ်တယ်အဲ့တော့မိတ်ဆွေက stress ကိုကျွန်တော်တို့က အာယုံပြောင်းပြီးတော့ငြိမ်အောင်လုပ်တာထက်အဲ့ stress ရဲ့ဟိုးအထဲတွေကိုသွားပြီးတော့သူ့ရဲ့ root cause ဖြစ်ရတဲ့အကြောင်းရင်းပါလဲရှာတာကပိုကောင်းတယ်ကျွန်တော်အလုပ်တွေမပြီးလို့အလုပ်မှာ stress တွေပြီးလာတယ်ဆိုရင် maybe ကျွန်တော်အချိန် time management အားနေတာဖြစ်နိုင်တယ်တော့အရေးပါတဲ့အလုပ်ကိုဦးစားပေးပြီးမလုပ်ဖြစ်တာ priority အားနေတာဖြစ်နိုင်တယ်အဲ့လိုမျိုး coping mechanism ကိုစနစ်တကျကျွန်တော်ရွေးချယ်မယ်ဆိုရင်အချိန်ကြာနေမှ stress ကတဖြည်းဖြည်းပျောက်သွားမယ် short ချသွားနိုင်မှာဖြစ်တယ်အဲ့တော့ကိုရီးယားကရဒီဇိုင်းဆွတ်စားပြီးတော့ stress short ချလို့မရဘူး ဒုတိယတစ်ချက်ဒီ meditation meditation ကဒီညမှာကျွန်တော်အမြဲတမ်းပြောပါတယ်ကျွန်တော်ဒီ gym trainer တယောက်ဖြစ်တယ်ဘာသာတရားအကြောင်းကျွန်တော်ဆွေးနွေးရတဲ့သူပေါ့အဲ့တော့ဘယ်ဘာသာတရားယူဆဆိုကျွန်တော်မသိဘူးကျွန်တော်နားလည်ထားတဲ့သိပ္ပံနည်းကြ meditation ဒီတနည်းအားမှာငြိမ်ငြိမ်လေးထိုင်အသက်ရှူသွင်းရှူထုတ်လို့ကိုယ့်ရဲ့ဒီ breathing လေးကိုပဲအာရုံစိုက်ထားပဲအားဆရာကျွန်တော်ကငြိမ်ငြိမ်မနေတတ်ဘူးဆိုရင် okay ရတယ်အဲ့တော့ကိုကဘာလုပ်ရတာပြောလဲစာဖတ်နေရတာအာရုံကိုယ့်ရဲ့ focus ကဘယ်လဲရောက်နေအဲ့ဒီနေရာကိုအဲ့ဒီအလုပ်ကိုကျွန်တော်လုပ်ဖို့လိုအပ်တယ် အတချို့ကစပိန်နေတာတချို့ကဘောလုံးကန်တာတချို့ကပြေးနေတာအတချို့ကဒီစာအုပ်ဖတ်တာအဲ့လိုမျိုး stress ကိုဖြေတဲ့နည်းလမ်းအဲ့တော့ coping mechanism နဲ့ meditation ဒီနှစ်ခုသားလည်းစစ်မှန်တဲ့နည်းလမ်းဖြစ်တယ်တခြားနည်းတွေက maybe အနေငယ်တွေလွဲနေနိုင်ဟုတ်ပြီဒီနည်းနှစ်ခုနဲ့လောက်ပါလျက်နဲ့ကျွန်တော် stress တွေကမရောကျလာဘူးဆိုရင်စိတ်ဆရာဝန်တောင်းနဲ့ပြသဖို့လိုအပ်ပါတယ်စိတ်ဆရာဝန်နဲ့ပြတာရှက်ဆရာမဟုတ်ဘူးဒီနေ့ခေတ် stress ပြနေတဲ့ကျွန်တော်တို့တို့ အရေးပါတဲ့လိုအပ်ချက်တခုလို့ပြောခြင်းနဲ့အဲ့တော့ဝါဒီမများပါနဲ့တွေးစရာတခုရရင် yes လို့မှမေးပါကျွန်တော်ကိုနိုင်ဦးပါကျေးဇူးတင်ပါ